ကိုပိုင်လေးနဲ့အမှောင်ကိုခွင်းတော်နေစပတ်ဝတ်လိုပဲပြောပြောယုံကြည်မှုတရားတရားကြောင့်လိုပဲပြောပြော အိမ်မာနေတဲ့အခိုင်တနေ့နှစ်ကြိမ်မဖြစ်မနေတရားအထုတ်နေရဆိုပေမဲ့စိတ်ဟာတရားအာယုန်ထဲမှာအချိန်ပြည့်နေနိုင်ဖို့အခက်သားလားပုံစံတကျအထုတ်တဲ့ formal meditation နှစ်ကြိမ်မှာတော့မှ စိတ်ဟာတရားအာယုန်ထဲမှာအချိန်ပြည့်မနေနိုင်သေးရင် ပုံစံတကျမဟုတ်ပဲအားထုတ်နေတယ်ဆိုတော့ informal meditation အချိန်တွေမှာဆိုရင်ပူဆိုးတော့မပေါ့ဒါကြောင့်မို့မိုးလင်းအိပ်ရာထကလေးကဒီနေ့တနေ့တာလုံးကိုတတိဥစည်းတဲ့စိတ်နဲ့နေပါမယ်လို့ကိုကိုကိုကြိုတင်တတိပေးထားလိုက်ရတာတနည်းအားဖြင့်စိတ်ကိုတတိတရားနဲ့အဋိဋ္ဌံစောက်တည်လိုက်ရတာဒါမှလည်းအဋိဋ္ဌံစိတ်နဲ့ကြိုးချီခံထားရတဲ့တတိဟာ ချိန်တိုင်းနေရာတိုင်းအရိယာပုတ်တိုင်းမှာကိုယ့်ကိုတရားအားထုတ်ဖြစ်ဖို့အမြဲတည်းပေးနေတော့မှာပေါ့သို့မဟုတ်ရင်ဖြင့်ပပတမေရမတိမနောဆိုတဲ့အတိုင်းစိတ်ဟာမကောင်းမှုမှမွေ့လျော်တက်လွန်းလို့အရှင်ရရင်ရတယ်လို့အကုသိုလ်စေတသိက်တွေနဲ့ပျော်နေတတ်တဲ့စိတ်ကိုကုသိုလ်စေတသိက်တွေပဲပြန်ကူးလာစေဖို့အတော်လို့ရတာဒီကလေးကသင်္ခါရရဲ့သဘောပါနေပါပြီ။ သင်္ခါရပါပြီဆိုရင်ဖြင့်ပင်မဆင်းရဲမှုစပြီပေါ့မကောင်းတဲ့ဘက်ကနေကောင်းတဲ့ဘက်ရောက်လာအောင်တိုက်တွန်းနှိုးဆော်လက်ရခွန်ရတဲ့ကိစ္စဆိုတာပင်မမှုတစ်ခုပဲမဟုတ်လားအာယုံမရှိမနေတတ်တဲ့စိတ်အာယုံကိုကြိုက်တတ်တဲ့စိတ်အာယုံပေါ်ညှို့နေတတ်တဲ့စိတ်ကိုကုသိုလ်စေတသိက်ကပေးတဲ့အာယုံတွေနဲ့အကုသိုလ်စေတသိက်ကပေးတဲ့အာယုံတွေထဲမှာ ဘယ်အယုံပူကြိုက်တယ်လဲလို့ပြွင့်မြင်လင်းလင်းမေးကြည့်ရင် အကုသိုလ်စေတသိက်ကပေးတဲ့အယုံတွေကိုပူကြိုက်တာပေါ့လို့ဖြေမှာပါပဲအဲ့ဒါကကစိတ်ဟာအကုသိုလ်ကိုအကုသိုလ်မှန်မသိကုသိုလ်ကိုကုသိုလ်မှန်မသိနိုင်ဘူးဆိုတာထင်ရှားမနေဘူးလားဒါဖြင့်ဒီစိတ်ရဲ့နောက်ကွယ်မှာကျိုးဆွဲအမိန်ပေးနေတဲ့သူရှိကိုရှိရမယ်ကလေးကနောက်ွယ်က ကျိုးဆွဲအမိန်ပေးသူမရှိဘဲနဲ့တော့စိတ်ဟာဒီလောက်ထိခေါမမနိုင်ပါဘူး။ဟောတွေ့ပါပြီ။ဝိဇာလို့လဲခေါ်တဲ့မိုက်တိုက်လို့လဲခေါ်တဲ့သစ္စာတရားကို မသိမှုလို့လဲခေါ်တဲ့စိတ်ရဲ့တိတ်တိတ်ပုံအရှင်သခင်ကြီးမောဟလီတတ္တဝါတွေရဲ့အစမသိရကားလို့ဘုရားရှင်က ပရိစ္ဆသမုပ္ပါဒေသနာနဲ့ရှုမြင်ဆင်ခြင်တော်မူခဲ့ပါတယ်။ ဒါကြောင့်မို့အဝိဇ္ဇာမောဟနေရာမှာဝိဇ္ဇာပညာကိုဖះရှင်ကအစားထုတ်နိုင်ဖို့လမ်းပြပေးခဲ့ပါတယ်။ကိုပိုင်လေးနဲ့အမှောင်ကိုခွင်းဖို့ရအတွက်လဲအထက်ထက်မှကြားဆုံးမတော်မူခဲ့ပါတယ်။ဝိဇ္ဇာပညာဆိုတဲ့ကိုပိုင်လေးနဲ့အဝိဇ္ဇာမောဟဆိုတဲ့အမိုက်တိုက်ကိုခွင်းဖို့ရအတွက်တတိဆိုတဲ့ကုသိုလ်စေတသိက်မီးရောင်ကို အမြဲထွန်းညှိထားဖို့ ပရိနိဗ္ဗာန်ဆံဝင်လူဤအချိန်ထိတတိပေးသွားတော်မူခဲ့ပါတယ်။ဒါကိုကြည့်ရင်ကိုယ့်ကိုယ်ထဲမှာအာယုန်နဲ့တွေ့ပြီးရှိနေတတ်တဲ့စိတ်ဆိုတာကိုယ်စိတ်မဟုတ်မှန်းတည်သာလှပါတယ်။သူဟာသူ့ဦးစီးခေါင်းကိုင်အဝိဇ္ဇာမောဟကြီးနဲ့တစုံတွဲပါ။ကိုကအနိတာကြီးပါ။စိတ်ဟာ သူ့ဘာသာသူ သူ့ရှင်တခင်ဖြစ်တဲ့ အဝိဇ္ဇာမောဟကြီးနဲ့ထွေးလုံးရစ်ပတ်ရင်ကသူ့ကိုယ်သူပဲပြန်ခင်တွေ့နေတာပါသူ့ပစိုးစားသူပြန်နှင်းပြီးလဲနေတာပါဒါကိုပဲပြညတ်တန်းတင်လိုက်တော့ငါစိတ်ဆိုးပြီးဖြစ်လာတာပဲလေပရမတ်သဘောအရသူ့ဘာသာသူ ဖြစ်နေတဲ့သဘာဝဖြစ်စဉ်တစ်ခုကိုပြညတ်ဘက်ကပြောင်းလဲစင်တင်လိုက်ပြီးဆိုကြတဲ့ကအတီးပြူရရောက်တယ်လို့ထောက်ခံအားပေးရလဲ ရောက်သွားတော့တာပါပဲဒါနဲ့ပဲပြည့်ညတ်နေပေအထိခยีပေါက်လာခဲ့တဲ့သဘာဝဖြစ်စဉ်တစ်ခု ကိုကာယကံရှင် ရုပ်ကိုကြီးခမအစွဲကြီးဆွဲလန်းသွားခဲ့ပြီပေါ့တဏှာဆိုတဲ့ခင်ရမင်ရဆွဲလန်းရသဘာဝပါ ရှင်တွဲပါလာပြီဆိုရင်ပြည့်ညတ်ဖြစ်နေပူပြီးခိုင်မာလာခဲ့ပြီပေါ့အမှားကြအမှန်ဖြစ်ဆိုတဲ့အတိုင်း အဝိဇ္ဇာမောဟရဲ့ဆိဆော်မှုခင်ယာမင်ယာဆွဲလန်းရာတဏှာရဲ့ပါဝင်ပူပေါင်းလာခဲ့မှုတို့နဲ့အတူပညာနယ်ပယ်ကြီးတဲကိုခြေဆန့်ခီးပေါက်လာခဲ့တဲ့စိတ်ဟာတက္ကရာဒိဋ္ဌိဆိုတဲ့အစွဲတစ်ခုကိုခိုင်ခိုင်မာမာထူထောင်လိုက်တော့တာပါပဲ။ဩဒီအေးအဖြစ်မလွယ်ပါလားဆိုပြီးဖះရှင်ဟာတပ်ပြင်းကြီးတဲ့ညံတော်ကြီးနဲ့ရှုမြင်ပြီးတကားလား တတ္တဝါတွေရဲ့အစွဲကိုမနှဲခွာထုတ်ပေးခဲ့ရပါတယ်။ဒီအစွဲများ ဘလောက်ထိကြီးသလဲဆိုရင်ပြမခန္ဓာ၊နတ်ခန္ဓာ၊လူခန္ဓာ၊တိရစ္ဆာန်ခန္ဓာ၊ပိတ္တာခန္ဓာ၊ငရဲခန္ဓာ၊ဘေခန္ဓာပဲရရရုပ်ခန္ဓာတစ်ခုခုကို အမိပြုရတဲ့စိတ်ဟာသူ့ကိုယ်သူလဲဆွဲသလိုသူအမိပြုရတဲ့ရုပ်ကိုလဲဆွဲတော့တာပါပဲ။ငါနဲ့အတူနေကွာဆိုပြီး အမိယမလွတ်တမ်းဆွဲထားတော့တာပါပဲဒီတော့ကစိတ်နဲ့ရုပ်ကိုကိုစားပြုထားတဲ့လူခန္ဓာကြီးဟာငါငါဆိုပြီးဖြစ်လာတော့တာပဲပေါ့လူခန္ဓာမှမဟုတ်ဘေခန္ဓာရရငါတော့ရှိနေဦးမှာပါပဲအနှိမ့်ကြဆုံးဖြစ်တဲ့ငရဲခန္ဓာရတဲ့သူတွေအဖို့ပူဆိုးတာပေါ့ပူလကြီးရဲ့နာလှကြီးရဲ့ အော်ဟစ်ပြေးလွှားနေရတာလေကိုတဆိုင်မဲမဲတွေ့တာခဲ့တဲ့ကိုခန္ဓာကြီးဆိုတာကအဲ့ဒီအချိန်မှာကိုအကြီးအကျယ်ပြန်ပြီးဒုက္ခပေးနေပြီဆိုတာအထင်းသားကိုပေါ်လွင်နေပါတယ်ဒါဟာဘာလဲဆိုတော့ဖျားသာသနာတခုခုနဲ့ကျုံခဲ့တော့ကဝိဇ္ဇာပညာလင်းကိုမထွန်းညှိခဲ့လို့ပေါ့လူခန္ဓာရခဲ့တော့ကလည်းအဝိဇ္ဇာမောဟအမှောင်တိုက်ထဲမှာကြိုက်ဆွဲနေပြောခဲ့တာတွေကြောင့် အာကုသူကိုအာကုသူမှန်မသိဘဲနဲ့ထင်ရလုံးမိရာကငရဲခန္ဓာရခဲ့တော့တာပေါ့ဒါတော့မှငါခန္ဓာဆိုတဲ့အစွဲကြီးကိုတခုတ်တည်းရစုပ်ကင်ထားဆက်ဖြစ်လေတော့အစွဲကြီးကသမျှငရဲမီးနဲ့တွေ့တဲ့အခါမှဒုက္ခလှလှကြီးတွေ့နေရပြီပေါ့ဒါကြောင့်မို့ဖောက်ပြန်ပြီးကိုကိုကိုတိနိုင်စွာမရှိတဲ့ရုပ်ခန္ဓာတစ်ပါးနဲ့ ခံစားနိုင်စွာမှတ်သားနိုင်စွာလုံးစုံနိုင်စွာသိနိုင်စွာရှိတဲ့နံခန္ဓာလေးပါးတို့ရဲ့ဆက်ဆက်တည်ရှိနေမှုတို့မဟုတ်ယုံနဲ့စိတ်ရဲ့ဆက်ဆက်နေမှုဟာစိတ်ဝင်စားဖို့ကောင်းတဲ့တဘာဝဖြစ်စဉ်ကြီးတစ်ခုပါပဲဒီနောက်ယုတ်ခန္ဓာတဘာနဲ့နံခန္ဓာလေးပါးတို့ရဲ့နောက်ွယ်ကအဝိဇ္ဇာနဲ့တဏှာတို့ပါဝင်ပတ်သက်နေတဲ့ကွန်ရက်ကြီးဟာလည်း ပူပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဒီကွန်ရဲ့ကြီးကြောင့်ပဲရေမြေလေမီတဘာဝဓာတ်ကြီးလေးပါပေါ်အမိပြုထားတဲ့32ပုံရန်နီးယားကြီးဟာလေပူရိပ်ပူရိပ်စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပါတော့တယ်ကုသိုလ်စေတသိက်ကိုအတုံးများတဲ့ခိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်ဗိမာဖြစ်လိုက်နေရှိခဲ့သလိုအကုသိုလ်စေတသိက်ကိုအတုံးများတဲ့ခါမှာတော့ ငရဲဖြစ်လိုက်တရိษံဖြစ်လိုက်ပိတ်တာဖြစ်လိုက်အတူတကယ်ဖြစ်လိုက်နဲ့မုံလုံးဆက်ကူကတ်တယ်လို့ကိုကသူ့ကိုကတ်သူကကိုကိုကတ်နဲ့ဖြစ်ခဲ့တာတွေဟာသစ္စာတရားထိတိညာမဆိုင်ရောက်နိုင်ခဲ့လို့ပါပဲဖျားရှင်ရဲ့တရားဥဒေသနာဓမ္မစကြာတရားတော်ကြီးကိုနာကြရမှလူတွေကပင်ဆက်ဝေကြီး၅ပါးနဲ့နတ်ပြည်မှာဆက်ရှိကြတီတို့ဟာသစ္စာ၄ပါးကိုတိကွင်ရသွားခဲ့တာပါ ဒီတော့မှ32ပုံကလွတ်တဲ့နိရောဓသစ္စာကိုဖယားရှင်ရဲ့ကျေးဇူးတော်ကြောင့်တိ့ခွင့်ရခဲ့ပြီး သစ္စာ၄ပါးပြည့်စုံတဲ့သစ္စာဉာဏ်ဖြင့်စိုက်ခဲ့ရတာပါတနည်းအားဖြင့်ကိုယ်ပိုင်လေးနဲ့အမှောင်ကိုခွင်းနိုင်ခဲ့တာပဲပေါ့ဒီအတွက်အရင်စစ်တော်အမြင့်မြေကဆိုသလိုစိတ်နဲ့ဆက်ဆက်နေတဲ့ရုပ်စိတ်ရဲ့နောက်ွယ်ကတဏှာအဝိဇ္ဇာစိတ်ကြောင့်ပဲရခဲ့တဲ့အသွင်ကွဲခန္ဓာနဲ့တကွတော့ 31ဖုံလောကစတာတွေကိုအကျမ်းဖြင့်သိမြင်နိုင်ခဲ့ပြီဆိုရင်မိမိဉာဏ်မှာ အမှန်ထင်လင်းမှုအတွက်တတိပဌံတရားကို မဖြစ်မနေအားထုတ်ဖို့လိုတာပေါ့တတိပဌံတရားရဲ့အဆုံးအမနဲ့ညီကာယဝေဒနာစိတ်တဓမ္မဆိုတဲ့တတိပဌံတရား၄ပါးကို နီးမှန်လမ်းမှန်နဲ့အားထုတ်ဖြစ်နေရင်အဝိဇ္ဇာမောဟအမှောင်တိုက်ထဲမှာမှောင်ရိပ်ခိုခွင့်မရတော့တာမှု့ စိတ်ဟာ အလင်းထဲမှာနေထိုင်ခွင့်ရလာခဲ့ပါတော့တယ်တတိဆိုတဲ့ကုသိုလ်စေတသိက်ဟာစိတ်ကိုမောဟအမှောင်ကင်းလွတ်တဲ့အလင်းရောင်အောက်ကိုအရောက်ပို့ပေးပါတယ်အလင်းရောင်အောက်ကိုရောက်မှပဲအရာရာကိုတဲတဲကွယ်ကွယ်မြင်ရတတ်ပါတယ်ဒီတော့မှပဲအမှောင်ထဲမှာနေခဲ့တုန်းကမမြင်ခဲ့ရတာတွေကိုကွယ်ကွယ်ပြတ်ပြတ်မြင်ရတော့တာပေါ့ ဒါဟာတတိတရားရဲ့ဖိမှကူညီမှုအထောက်ပံ့နဲ့ဉာဏ်မျက်စိပွင့်လာတာပဲပေါ့ကံမျက်စိနဲ့အရာဝတ္ထုတွေကြည့်ရင်တော့မှအကြည့်ကံအရာဝတ္ထုနဲ့ကြည့်မဲ့မျက်စိချမှာ အလင်းရောင်မရှိခဲ့ရင် မမြင်ရတယ်လို့ပေါ့အခုလေဉာဏ်မျက်စိပွင့်လင်းဖို့နဲ့ဉာဏ်မျက်စိနဲ့ကြည့်တဲ့အချိန်မှာ အတွင်သဘောပရမတ်တရားတွေကိုမြင်ခွင့်ရဖို့အတွက်တတိဆိုတဲ့မီးလင်းရောင်အမြဲတမ်းလိုအပ်တာပေါ့ တတိဆိုတဲ့မီးလင်းရောင်မြင်ရရှိနေရင်ညာမျက်စီကလည်းအထက်မှာပြောခဲ့တဲ့စိတ်စေတသိက်ယုတ်တရားတွေရဲ့ဆက်ဆက်တရှိပုံအတွင်းတဘာဝတွေကိုသိမြင်ခွင့်ရသွားတော့တာပေါ့ဒါဆိုရင်တပေါင်းတစ်စည်းတည်းမြင်ခွင့်ရဖို့အတွက်နောက်ွယ်မှာအစိမ့်စိမ့်မှာမှာအပိုင်းပိုင်းပြက်ပြက်တွေဆက်ဆက်နေရပါလားဆိုတာကိုသိမြင်သွားတဲ့အခါဘာဝမှမဆွဲတော့ဘူးပေါ့သူ့နေရာသူ့တာဝန်အသီးသီးနဲ့ သူ့အလုပ်သူလုပ်နေကြတာကိုဘိုးဆက်ကလုတ်ထိန်ချုပ်ခန်းတွေကစိတ်ကြီးကတနာဝိဇာအကုနဲ့ဆွဲကျင်နိုင်ဆွဲနေတာတွေကိုတတိကဖော်ကောင်းလုပ်ပေးခဲ့ပါပြီ။ရှုတည်နေတဲ့ညံကအမြင်မှန်ကိုသိခွင့်ရသွားပါပြီ။ဒါဖြစ်ရင်နောက်ဆုံးမှာပေါ်ညံတစ်ခုက အနာတက်ပြီးပုံကချပေးပါလိမ့်မယ်။အဲ့ဒီပေါ်ညံဟာတတိဆိုတဲ့မီးလင်းရောင် မြဲတမ်းထွန်းညှိထားလီမှဒီမီးလင်းရောက်အောက်မှာလဲရှုတည်နေတဲ့ညံကလည်းအမြဲမပြတ်တရဇရှုမှတ်နေပါမှပေါ်လာတတ်တာမျိုးပါတနည်းအားဖြင့်သတိဆိုတဲ့မီးလင်းရောက်ပြတ်မသွားဘူးလူကအမြဲတမ်းကြောက်ကြဆိုက်ပြီးနေရပါမယ်ပြီးရင်သတိပြီးသတိဆက်ဆက်တဲ့အသည့်တွေနဲ့တူရှုတည်နေတဲ့ညံကအမြင်ကိုအမြင်တိုင်းဆက်လက်သုံးသပ်နေရပါဦးမယ် ဒါဆိုရင်ရှုတည်တဲ့ဉာဏ်အားပြည့်တဲ့အချိန်မှာပုံဉာဏ်ကကြံရှိနေသေးတဲ့ပရမတ္ထတရားတခုအပြည့်ထုတ်ပြီးပါလိမ့်မယ်။ကိုကပုံဉာဏ်ပေါ်လာဖို့အတွက်တတိခြေခံတဲ့ရှုတည်ဉာဏ်တွေကိုသာအကြောင်းတရားဖြစ်ဆောင်ရွက်ပေးနေရတာပါ။အားပြည့်တဲ့အခါပုံဉာဏ်ကအကျိုးတရားဖြစ်ပေါ်လာမှာပါ။အဲဒီအခါ ူကပါဝင်ပတ်သက်လို့မရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးမှာအကျိုးတရားဖြစ်ပေါ်လာတဲ့ဉာဏ်ကကိုယ်ပါဝင်ပတ်သက်ခွင့်မပြီးတော့လို့ပါပဲ။ပေါ်ဉာဏ်ဟာစိတ်စေတသိက်ရုပ်ထက်အရေးကြီးတဲ့နောက်ထပ်ပရမတ်တတရားတစ်ခုကိုတွေ့သွားလို့ပါပဲ။အဲ့ဒါကတော့နိဗ္ဗာန်ပဲပေါ့။ဒီချိန်ခိုက်တန့်လေးမှာတော့တတိဆိုတဲ့မီးလင်းရောင်အောင်မှာ ရှုမှတ်သိမြင်နေရတဲ့စိတ်စေတသိက်ရုပ်ကွန်ရဲ့ကြီးနဲ့ကျုံဆက်တဖုံရန်ညားကြီးဟာလည်းဘုံငနေဆိုသလိုရက်တန့်ချုပ်ဆုံးသွားတော့တာအဲဒီလိုနိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာတရားကိုပထမအဦးဆုံးအချိန်မျက်မှောက်ပြုခွင့်ရသွားခဲ့ပြီဆိုရင်တော့အဲဒီလူကိုကိုပိုင်လင်းနဲ့အမောင်ကိုခွင်းခဲ့တဲ့သူလို့ပြောရတော့မှာပါပဲនិရောဓသစ္စာတရားရဲ့ ငြိမ်းချမ်းတဲ့ရင်ဝင်တွေကိုဧည့်သည်ဖြစ်နေခဏတစ်ဖြုတ်ရောက်ခဲ့တယ်ဆိုပြီးမဲ့ဒါဟာတကယ်တော့ထူးမြတ်တဲ့အခွင့်အရေးကြီးပါပဲစိတ်စီတဲ့ရုပ်ဆိုတဲ့တင်ကဋနေပေတဲ့ကို ပြန်လာခဲ့ရပြီမဲ့ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာတို့ရဲ့အကြောင်းကျိုးဆက်ဆက်ပုံတွေကိုစာတိမတစဉ်ခန္ဓာတိဖြစ်တိခဲ့ရပြီမှုဉာဏ်မြင်တွေ ပုံမူခိုင်မာလာခဲ့ပါပြီ။တရားဝတ်အားမဟုတ်သေးတော့မှ25ဝတ်မြသောကိုပိုင်ညာအလင်းဖြော့ဖြော့ကလေးအမြဲတမ်းထွန်းညှိထားနိုင်ပြီဖြစ်တဲ့အတွက်အရင်ကလိုအရာရာမှတငါငါနဲ့အာသာငန်းငန်းဖြစ်ခဲ့သမျှတွေလည်းစိတ်သုံးသွားပါပြီ။တချိန်ကသူ့ကိုချုပ်ကန်ခဲ့တဲ့အဝိဇ္ဇာနဲ့တဏှာတွေကလည်းညာခြင်းတိုင်းညာလို့မရတော့ပါဘူး။လိန်ခြင်းတိုင်းလည်းလိန်လို့မရတော့ပါဘူး။ လှစ်ပတ်ခြင်းနိုင်လဲလှစ်ပတ်လို့မရတော့ပါဘူးအမောင်တိုက်တဲ့သွင်းကျင်နိုင်လဲသွင်းလို့မရတော့ပါဘူးသူ့တဏ္ဍာမှာကိုယ်ပိုင်အလင်းရောင်ဖြစ်တဲ့ညာလင်းရှိခဲ့ပြီမှုကြံရှိနေသေးတဲ့အမောင်တိုက်ကိုဆက်ပြီးဖြူခွင်းသွားရအောင်ပါပါအဲဒီခါဘူးပေါ်တယ်လို့ပေါ်နေပြီဖြစ်တဲ့တဏှာအဝိဇ္ဇာတို့နဲ့အတူခီးသွားနေရတာဖြင့်မချင်းမနစ်သက်သောသူတို့နဲ့ ပေါင်းသင်းနေထိုင်ရခြင်းသည်ဒုက္ခပါတကားဆိုတဲ့ဘုရားရှင်ရဲ့အဆုံးအမအတိုင်းဖြစ်နေပါပေါ့လားဆိုတာကိုအလေးနဲ့သိမြင်လာပါတော့တယ်။ဒါကြောင့်မို့ဝိဇ္ဇာပညာကိုပိုင်ဉာဏ်လင်းနဲ့အဝိဇ္ဇာမောဟအမှုန်လိုက်ကိုဆက်ပြီးဖြိုခွင်းသွားဖို့ရာတတိဆိုတဲ့ကုသိုလ်စေတသိက်မီးလင်းရောင်ကိုမိမိတန်တမ်းမှာအမြဲထွန်းညှိပြထားဖို့မှတပါချမ်းရှိပါဘူးလို့ 쏘지 말아리.